အားလုံးနဲ့မင်္ဂလာပါရှင်။ Trailline Diary မှာကြိုဆိုလိုက်ပါတယ်။အင်ပူလုပ်ငန်းအကြောင်းတစ်စီအစောင်းအပိုင်း၁ comment ထဲမှာအင်ပူနဲ့ပတ်သက်ပြီးမေးထားတာတွေ့ရတယ်။အင်ပူလုပ်ငန်းကလည်းအကြံအဖြစ် export လုပ်ငန်းတွေနဲ့လားတူပါပဲ။မြေပြင်မှာပြင်ဆင်ရမှာနဲ့ဆောင်ရွက်စာတမ်းမိတ်မှာပြင်ဆင်ရမှာနဲ့ပေါ့နော် ဒါပေမဲ့ expo လောက်မလွယ်ကူသလို expo လောက်လည်းမယိုးရှိမယ်ရှုပ်နေရလေးကတော့အသက်ပါ तू ကဘာပို့သွားတာလဲဆိုတော့ဆိုပါစို့မင်းကကိုယ်တိုင်းပြည်တဲကိုပစ္စည်းတစ်ခုသွင်းလာခြင်း ਨੇ ဟုတ်ပြီဒါဆိုမင်းကိုယ်တိုင်းပြည်တဲကဘယ်ပစ္စည်းကို နိုင်ငံเจ้าကိုရောင်းပြီးပြီလဲနိုင်ငံเจ้าငွေကိုသုံးပြီးမင်းက နိုင်ငံเจ้าပစ္စည်းကိုဝယ်ခြင်း ਨੇ ဒါဆိုမင်းကနိုင်ငံเจ้าဝင်ငွေဘလောက်ရှာပေးပြီးပြီလဲဒီအပိုင်းလေးတွေကခေါင်းကိုက်စရာဖြစ်လာပါတယ်ဒါကြောင့် expo ကရိုးရှင်းသလောက် inbo ကရှုပ်ထွေးပါတယ်ကိုတိုင်းပြည်ကချမှတ်ထားတဲ့မူဝါဒနဲ့စီမင်းစည်းကမ်းတွေအရ inbo ကအတော်ကောင်းစားရတဲ့အလုပ်တစ်ခုပါကောင်းစားရတဲ့လောက်လေအမြန်အစွန်းကမသေးပါဘူးဒါကြောင့် inbo ရဲ့လုပ်ငန်းစဉ်တွေသည် အေစပို့လို့တထက်သေးပါပဲဆိုပေမဲ့ချမှတ်ထားတဲ့မူဝါဒနဲ့စည်းမျဉ်းတွေကြောင့်အေစပို့ရဲ့လုပ်ပုံကိုင်းဖို့အဆင်ဆင်းရဲ့ပြောင်းပြန်ပုံစံပြန်သွားရတယ်လို့ကျမမြင်ပါတယ်ဒါကတော့ကျမတဦးတယောက်သေးရဲ့အမြင်ပါအဲ့ဒီအေစပို့လုပ်ငန်းစီရဲ့ပြောင်းပြန်ပြန်သွားရတယ်ဆိုတဲ့ကျမရဲ့အမြင်လေးကိုနောက်ဘလော့တွေမှာဆက်ပြီးပြပြပေးသွားပါမယ်ရှင် ကျမပြောပြတဲ့အရာလေးတွေကတင်တို့အတွက်တစုံတရာအကျိုးပြုရယ်ဆိုရင်တော့ကျမရဲ့ဗီဒီယိုလေးကို အခြားသူများလည်းဗဟုသုတရအောင်ကြည့်နိုင်ဖို့အတွက်အသေးလေးတွေပေးပြီး share ပြဖို့တောင်းဆိုပါတယ်ရှင်။ကြည့်ရှုပေးကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။